မင်္ဂလာပါခင်ဗျအဲဒီနေ့သင်ခန်းစာမှာလဲကျွန်တော်ဝိုင်းလူအခြေခံပုံစံတွေကိုပဲကျွန်တော်တွေ့ချက်သွားမှာပဲဖြစ်ပါတယ်ပထမဆုံးပုံစံလေးကတော့ဟို info ပေးလိုက်တော့ခဏမ်းများထဲမှာအကြီးဆုံးဂိမ်းကိုရှာပါတုံညတီ info ပြီးဆုံးခြင်း info ပေးခြင်းပြီးဆုံးစေတော့တင်ဒေတာဖြစ်သည်ကျွန်တော်ဒါကတော့အရှိအဥမာရဲ့အတိုင်းပဲကျွန်တော်ဝိုင်းလူကိုအသုံးပြုပြီးတော့ခဏမ်းတွေများရိုက်လို့ရနိုင်ရမယ်တုံညပေးလိုက်ရင်ကျွန်တော် info ပေးတာရက်သွားမယ် ဒါပေမဲ့ကျွန်တော်ဒီမှာရှားမှာပါလဲဆိုကျွန်တော် input ပေးလိုက်တဲ့ခဏန်းနေတဲ့ကနေအကြီးဆုံးခဏန်းအောင်ရှားမှာဒီနေရာမှာဆိုကျွန်တော်ရှစ်ကအကြီးဆုံးမှာတို့ဒီ input မှာဆိုရင်ကျွန်တော်ပါလဲဆိုရင် -1 အကြီးဆုံး -1 အကြီးဆုံးဆို -1 အကြီးဆုံးကိုတို့တော့ထုတ်ပေးရမှာပဲဖြစ်ပါဟုတ်ပြီတို့ဒီပုံစံလေးကိုတို့တွက်တွက်ကြည့်လိုက်အောင်ပထမဆုံးတို့ဘာဘာဘာလို့ယူဆလိုက်လဲဆိုရင်ကျွန်တော်ပထမဆုံးကျွန်တော် အင်ပို့ပေးလိုက်တဲ့ခန်းန်းကိုကျွန်တော်အကြီးဆုံးလို့ကျွန်တော်ယူဆလိုက်မယ်ယူဆလိုက်တယ်ယူဆပြီးတော့ကျွန်တော်ဒီကောင်းကိုဘာလို့အပြင်ထုတ်ရေးထားလဲဆိုရင်ပထမဆုံးပေးလိုက်တဲ့အင်ပို့ဂိမ်းကိုအရင်ဦးဆုံးကျွန်တော်အကြီးဆုံးဂိမ်းလို့ယူဆခြင်းလို့ဖြစ်ပါတယ်တကယ်လို့ဒီအဲ့ဂိမ်းကတော့တုံညာနဲ့မညီဘူးဆိုရင်တော့ဆက်ပြီးတော့ကျွန်တော်ဝိုင်းလို့လောက်ဆောင်တယ်တကယ်လို့တုံညာနဲ့ ညီတယ်ဆိုလဲအကြီးဆုံးကိုရင်3ညဖြစ်ပြီးတော့ဝယ်တော့ရက်တော့မှာဖြစ်တယ်တကယ်လို့3ညမဟုတ်ဘူးဆိုရင်တော့ဒီအောက်ကနေပြီးတော့ဆက်ပြီးတော့ဆင်မှာဖြစ်ပါဟုတ်ပြီတော့ဒီမှာဆိုရင်တော့ပထမဦးဆုံးတော့9လို့ဝင်လိုက်တယ်ထားလိုက်တော့ဒီကအမ်ဒီကောင်းကိုကျွန်တော်အမ်မတ်ဆိုပြီးတော့ပေးလိုက်မယ်အမ်မတ်မိုင်မတ်ပေါ့တကယ်တော့ဟုတ်ပြီဒါဆိုရင်တော့9လို့ဝင်လိုက်တဲ့အချိန်မှာမိုင်မတ်က9ဖြစ်သွားမယ်9ဖြစ်သွားတဲ့အချိန်မှာတော့ဘာဆက်လုပ်မလဲ3ညနဲ့ညီလာမညီတဲ့အတွက်တော့ input ဆက်တောင်းမှာ wine block အတိုင်းဆက်လုံးမှာဖြစ်တဲ့အတွက်ဟို input ဆက်တောင်းမှာပဲဖြစ်ပါတယ်ဆက်တောင်းတဲ့အချိန်မှာကျွန်တော်ခုံးလို့ရိုက်လိုက်မယ်ဗျာခုံးလို့ရိုက်လိုက်ပြီဆိုရင်ဒီ my mac ကဆက်သလာခြင်းဒီမှာ no assign လုပ်ပြီးသွားရင်၅ဖြစ်နေ၅ဖြစ်နေတယ်မှာအန်အန်ကျွန်တော်ကခုံး၅ကခုံးထက်ကြီးတဲ့အတွက် no my mac ကဘာဖြစ်သွားမလဲဆိုခုံးဖြစ်သွားမယ်လို့ဆိုပြီးတော့ no ပေးလိုက်ခုံးဖြစ်သွားမယ်ခုံးဖြစ်သွားမယ် အဲ့ချိန်မှာတော့ print လေးထုတ်ပြီးတော့အပေါ်ပြန်တက်သွားမယ်။ပေါ်ပြန်တက်တဲ့ချိန်မှာ input ပြန်တောင်းမှာပဲဖြစ်ပါတယ်။ input ပြန်တောင်းမှာတော့3လို့ရိုက်လိုက်မယ်။3လို့ရိုက်လိုက်တဲ့ခါမှာ n 3ဖြစ်သွားမယ်။တကောင်းခွန်ဆိုလှုပ်လှုပ်လားမလှုပ်ပါဘူး။ဘာလို့လဲဆို4ဖြစ်နေ4ဖြစ်နေတဲ့အတွက်ကျွန်တော် my map ကိုမချိန်ပေးပါဘူး။မချိန်ပေးတဲ့အတွက်ခွန်ပဲဖြစ်နေမယ်။အပေါ်ပြန်တက်မယ်။ပေါ်ပြန်တက်တော့ကျွန်တော်3ညလို့ရိုက်လိုက်မယ်။ n နေက3ညဖြစ်သွားမယ်။ ဒီကောင်လှုပ်လို့မလားမလှုပ်ပါဘူးပရင်ထုတ်သွားမယ်အပေါ်ပြန်တက်သွားမယ်၃ညနဲ့၃ညနဲ့ညီသွားတဲ့အတွက်ဖော့ဖြစ်သွားတယ်ဖော့ဖြစ်သွားတော့ဝိုင်းလို့ပိတ်သွားမယ်နောက်ဆုံးမှမိုင်မက်တံမောကခုံမဲဖြစ်နေမှာအဲ့ထဲမှာအကြီးဆုံးကနေလည်းခုံမဲဖြစ်နေတဲ့အတွက်ခုံမဲခေါက်မှာပဲဖြစ်ပါဟုတ်ပြီနော်ဒီပုံစံလေးကိုကျွန်တော်ကြည့်ကြည့်လိုက်အောင်ပရိုဂရမ်နဲ့နော် run ကြည့်လိုက်အောင်မပရိုဂရမ်နဲ့ run ကြည့်လိုက်နော်ငါးရိုက်ထည့်လိုက်မယ် မိုင်းမက်က၅ဖြစ်သွားပြီဒါပေမဲ့တော့ပရင်မထုတ်တာတော့မပြောင်းတော့ခွန်းရိုက်ထိုင်လိုက်မယ်ခွန်းထွက်လာပါပြီဟုတ်ပြီဒါဆိုရင်အန်လည်းခွန်းဒီမဲ့မိုင်းမက်ကလည်းခွန်းနော်ဒီဒီပရင်ထုတ်တာတော့၃ရိုက်လိုက်မယ်အန်၃မိုင်းမက်ကခွန်းဘာဖြစ်လို့လဲဆိုတော့ဒီမှာမချိမ့်သွားလို့ဟုတ်ပြီတော့၃ရိုက်လိုက်မယ်ဆိုရင်ပွိုင်းလူရက်သွားမယ်ထွက်မှာအဲတုံညာမိုင်မက်ကလည်းခွန်မဲထွက်မယ်နောက်ဆုံးမှကျွန်တော် မှန်တမ်းပါဆိုပြီးတော့ခွန်ဆိုပြီးတော့ထွက်လာမှာပဲဖြစ်ပါဟုတ်ပြီတော့တခြားကဏ္ဍလေးစမ်းကြည့်အောင်တော့ဆက်ဆက်လာခြင်း -5 ဆိုပြီးတော့ရေးလိုက်မယ် -minus 2ရေးလိုက်မယ် -minus 1ရေးလိုက်မယ်3ရရေးကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အဖြေက3ရပဲဖြစ်တယ်အဲ့မှာကျွန်တော်အဲ့ဒါတက်နေပါဟုတ်ပြီဒီကဘာအဲ့ဒါလဲဆိုရင်ကျွန်တော်အမှန်တကယ်ဆိုကျွန်တော်အကြီးဆုံးကဏ္ဍကဘာဖြစ်ရမှာ -1 ဖြစ်ရမှာပါ3ရရဖြစ်တယ် နဲ့တော့မိုင်းနဲ့ဝိုင်းဖျက်ဒီမှာဘာဖြစ်လို့လဲဆိုသူကတုံညဟိုဘာထက်တွက်လိုက်တာကျွန်တော်အင်ပူပြီးဆုံးနေတဲ့ကနန်လေးတုံညဟိုဘာထက်တွက်လိုက်တဲ့အတွက်တုံညဒီမှာအကြီးဆုံးဖျက်သွားနော်ဒီမှာကြည့်လိုက်သတ်သလားချင်းမိုင်းနဲ့တူမိုင်းနဲ့တူဆိုတော့မိုင်းနဖတ်ရိုက်လိုက်တယ်နော်မကန်မိုင်းနဖတ်ဒါပေမဲ့မိုင်းနဲ့တူရိုက်လိုက်တဲ့အချိန်မှာမိုင်းနဲ့တူပြောင်းသွားမိုင်းနဲ့ဝိုင်းပြောင်းလိုက်တယ်မှာမိုင်းနဲ့ဝိုင်းပြောင်းသွားတုံညရိုက်လိုက်တဲ့အချိန်မှာတုံညနဲ့မိုင်းနဲ့ဝိုင်းဆိုပြီးတော့ပြောင်းသွားဒါပေမဲ့ တုံညရိုက်လိုက်တဲ့ချိန်မှာကျွန်တော်မပြောင်းညင်ဘူးဒီကောင်ကဒီကောင်ကဘာလဲဆိုရင်တော့ဒီကောင်ထဲမတွက်ချင်ဘူးဒီကောင်အဆုံးသက်ကနန်ဖြစ်ချင်တဲ့အတွက်ကျွန်တော်ဒီနားလေးမှာပဲကျွန်တော်တို့ကမချိမ့်မေးပါနဲ့ဆိုအဲ not equal တုံညနဲ့မညီတဲ့မညီမညီမရမယ်မညီမတွက်ပေးပါဆိုပြီးတော့ကျွန်တော်ပြောမှာဖြစ်ပါဟိုဒီချိမ့်တဲ့နေရာမှာဒီကောင်ကမချိမ့်ပေမဲ့ မချိမ့်ပေးနဲ့ပေါ့မချိမ့်ပေးနဲ့တုံညာနဲ့ညီမချိမ့်ပေးနဲ့ဆိုပေတဲ့သဘောမျိုးဖြစ်ပါဟုတ်ပြီကျွန်တော်ဒီမှာ minor 5ဆိုပဲရေးလိုက်မယ် minor 4 minor 1ဆိုရင်တော့ဟုတ်ချိန်ရတော့မှဟုတ်ပြီတော့ minor 3ဆိုလဲ minor 3 minor 1ဖြစ်နေရမှာ minor 3 minor 1ဖြစ်တဲ့ပါလုံးတော့ m3 ချိန်သွားမှာဖြစ်ပါဟုတ်ပြီတော့တုံညာကြိုက်ထည့်လိုက်ပြီဆိုရင်အကြီးဆုံးကံက minor 1ပဲဖြစ်နေရမှာဖြစ်ပါ နောက်ပုံစံလေးကတော့ import ပေးလိုက်တော့ကဏ္ဍများထဲမှာအကြီးဆုံးကဏ္ဍအရေးတော်ကိုရှာပါ။တုံးချသည့် import ပေးခြင်းပြီးဆုံးနေတော့တင်ငေတာဖြစ်သည်။ဒီပုံစံလေးကတော့အရင်ပုံစံအောင်တော့ modify ပြုလုပ်ထားပါ။ဆိုလိုတာကကျွန်တော်အကြီးဆုံးကဏ္ဍအရေးတော်ကိုတော်ခိုင်းတာပါ။ဒီ no import ပေးလိုက်တဲ့ကဏ္ဍမှာတော့အကြီးဆုံးကဏ္ဍ၈။ဒါပေမဲ့၈ကတစ်ခုပဲရှိတဲ့အတွက်တက်ထုတ်ထားတယ်။ဒီမှာဆိုရင်ကျွန်တော် import ပေးလိုက်တဲ့ကဏ္ဍနဲ့အနေနဲ့ပေါ့အကြီးဆုံးကဏ္ဍ၅။၅ကဘယ်နှခါပါလဲ။နှခါပါအတွက် no နဲ့ဆိုပြီးတော့ no ထုတ်ထားပါ။ ဟုတ်ပြီနော်ဒီပုံစံလေးကိုနော်ကြည့်ကြည့်လိုက်အောင်နော်ဒီမှာဆိုရင်ဒီပုံစံလေးမှာဆိုရင်အရင်ပုံစံလေးကိုပဲအခြေပြုပြီးတော့နော်တွက်ထားတာပဲဖြစ်ပါရဲ့နော်ဒီမှာထပ်လို့တာမက်ကောင်1မက်ကောင်1ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ရိုက်လိုက်တဲ့ကနန်းကပထမအုပ်ဆုံးကနန်းကိုကျွန်တော်အကြီးဆုံးလို့သတ်မှတ်ထားတဲ့အတွက်ဒီမှာလည်းကျွန်တော်တို့ကတစ်ဆိုပြီးတော့ဟိုစဆလာချင်းယူဆထားတဲ့ ယူဆလာခြင်းပြီးတဲ့အခါမှာတကယ်လို့ဒီနားလေးကတုံညကြတော့ဘာလို့ညှို့ထားလဲဆိုတော့ဒီကောင်ကအကြီးဆုံးကနန်းအစ်စ်ဖြစ်သွားရင်ကျွန်တော်တို့က reset ပြန်ချပေးရမှာပါ။ तू ကအကြီးဆုံးကနန်းမဟုတ်တော့ဘူး။နောက်တဲ့စပြီးတော့ပြန်ရီဖို့အတွက် reset line ကျွန်တော်တို့ကချထားတာပါ။ပြီးတော့မှကျွန်တော်အကြီးဆုံးကနန်းနဲ့ကျွန်တော်တို့ဒီကောင်နဲ့ညီတယ်ဆိုမှ no ဝင်လာတဲ့ အရင်သတ်မှတ်ထားတဲ့အကြီးဆုံးကဏ္ဍနဲ့နောက်ဝင်လာတဲ့ကဏ္ဍနဲ့ညီတယ်ဆိုရင်ကျွန်တော်တို့ကတကြည်မယ်ဆိုတဲ့သဘောပါဟုတ်ပြီတော့ဒီပုံစံလေးကိုတော့တွက်ကြည့်လိုက်အောင်နောက်ဒီမှာဆိုရင်တော့ဆက်ဆလာခြင်းတော့ကိုးပေးလိုက်မယ်ကိုးပေးပြီးတော့ကျွန်တော်ကိုးပဲပြန်ပေးလိုက်မယ်ဆိုရင်ကိုးကနှစ်ဖြစ်သွားတယ်ဘာလို့လဲဆိုအကြီးဆုံးကဏ္ဍနဲ့တော့ဒီမှာဆိုရင်နှစ်ဖြစ်လဲလို့တကယ်လို့တက်ဆိုရင်လည်းကျွန်တော်နှစ်ပဲဖြစ်မယ် ဟုတ်ပြီနော်၃ညဆိုရင်ဟိုအကြီးဆုံးကနေ9နှစ်ဖြစ်နေနှစ်ခါဖြစ်တဲ့အတွက်နှစ်ဆိုပြီးတော့ကျွန်တော်ပုံမှာပဲဖြစ်ပါဟုတ်ပြီနော်တကယ်လို့ကျွန်တော်9ရေးလိုက်ပဲ9ရေးပြီးတော့ကျွန်တော်9ပဲရေးတယ်ဗျအကြီးဆုံးကနေနှစ်ခါဖြစ်နေကျွန်တော်တူထက်ကြီးတဲ့ကောင်ပေါ်လာပြီပေါ်လာပြီဆိုရင်ကျွန်တော်တို့ကနှစ်မဟုတ်တော့ဘယ်နဲ့ဘယ်ကနေပြန်လာမှာ0 line ချမယ်ချပြီးတော့ဒီမှာတစ်ပေါင်းလိုက်တဲ့အတွက်ကျွန်တော်တို့ကတစ်ဆိုပြီးတော့ဖြတ်သွားမယ် ဟုတ်ပြီကျွန်တော်တကယ်လို့ကျွန်တော်နှစ်ထုတ်ပြီးရင်ဘာမှ31ပြောင်းလဲမှုမရှိအောင်တုံးရလို့ရေးလိုက်မယ်ဆိုရင်ဤသုံးကဏ30တခါပဲပါတဲ့အတွက်ကျွန်တော်တို့ကတက်ဆိုပြီးတော့ပဲထွက်အောင်မှာဖြစ်ပါဟုတ်ပြီတော့ဒီဒီထဲရတိုင်းကျွန်တော်ထပ်ပြီးတော့တွက်ကြည့်လိုက်အောင်ဟိုဥမာ1 5 3 2 1ငါ -1 ဆိုရင်ကျွန်တော် တုံညာညိုက်ထိုင်လိုက်ပြီဆိုရင်မကောင်းပါနှစ်ပါဘာလို့လဲဆိုရင်ကျွန်တော်တို့အကြီးဆုံးကနန်းငါနှစ်ခါပါနေတဲ့အတွက်ဖြစ်ပါကျွန်တော်ဆွနေချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ